အနာရဝိသထေဆိုတာကျွတ်တော့ငငယ်တုန်းကတော့မသိလို့ဟာအနာရဝိသထေဆိုတာအနာရီသိပ်ပေါ်တာကွာဒီလိုထင်ခဲ့တာဘယ်ဟုတ်မလဲအနာရဝိသထေဆိုတာအနာထပိန်ဓိကတ္တလို့ပါသဖြင့်တရားနာပိဋ္တတ်လဲတချို့သဘောပေါက်ကြပြီးသားဖြစ်ပါအာထာယအာကိုရာမဲ့နေတဲ့စားရမဲ့တောက်ရမဲ့ပုံကိုယ်တွေကို ထမင်းပိဋ္တတ်တဲ့သထေးဗျာ အနာထပိဋိကဆိုတယ်ဒါကြောင့်အနာတပိဋိသေးကိုနားလည်အောင်အဓိပ္ပာယ်ပြန်လိုက်တော့အာကိုရာမဲ့နေတဲ့စားရာမဲ့တောက်ရာမဲ့လူတွေကိုထမင်းပေးတဲ့သထေလို့အဲ့ဒါလို့မှတ်လိုက်ကြစမ်းသဘောပေါက်သွားပါလားဒီသထေဒီတရားနာပြိဿကြီးမြတ်စွာဘုရားကိုရုံမြတ်ကြီးအားတာလနာကိုကြီးညိုလွန်းလို့ 50နဲ့၄ဂရီအကုန်ကြခံပြီးတော့လှူဒန်းခဲ့တယ်တရားနာပြိဿာပြိဿာဘယ်နဂရီတော့အကုန်ကြခံဆိုတာအနာတော်ဘိသထေကြီးတောင်မှလှူလိုက်တာ50နဲ့၄ဂရီဆိုတော့9ချက်30ခမရတို့တာဝန်လေးမနေကြနဲ့နေ့စဉ်နေ့စဉ်ဖရာကိုတော်မြတ်ကြီးကြောင်းတော်သို့၃ချိန်သွားဘယ်နှချိန်သွားတော့ပြိဿာအဲ့ဒီလို၃ချိန်သွားတဲ့အချိန်ခါမှာ နတ်နဲ့ခင်းပါနဲ့သွားသလဲလို့ဆိုတော့ຢာခုနဲ့လူစရာလက်ထဲအမြင်ပါနတ်နဲ့ခင်းပါနဲ့သွားရုံကြီးကြောင်းတော့နေ့လက်ခင်းကြတော့ထောမတ်စီဦးတွေနဲ့သွားနေ့လက်ခင်းကြတော့ဘာနဲ့သွားညအကြောင်းအချိန်ကြတော့ဟောပန်းစီမီဖျောင်းတိုင်နဲ့တကွတန်ဃာတော်တွေအတွက်လှူဒန်းရန်ပဆိုးတွေကိုတစ်ခါတစ်ခါယူသွားတယ် အော်အနာတော့မလက်သေးလူတရားမပါဘူးလို့ဒီလိုဖြစ်မှကိုစိုးလို့နာနဲ့ခင်းမှပါပါလိမ့်ကိစ္စຢາກຸນິເລມາທໍບະຊີອູເອຍ່າໃບມາປັນປະຊູປັນປະຊູສຸດອະໂຕກောက်ບໍກ ્વ ເອີ້ອີ່ລູຈ້ອງດໍໂຕຕົ້ວຕົ້ວປີດໍຫຼຸດັງແກ່ ဒီလိုလှူလန်းပြီးတော့လာခဲ့ရမှာတရားနာပိဋကဒီကနေ့တော့အနာတပင်တထေကြီးမွဲပြီမွဲပြီဩဒါဩဒါကြောင့်လဲတချို့ကခုခေပြောနေကြတယ်ဟေပုံညာပြီဆိုတာကုံတာရှိတာကွာလှူတယ်ဆိုတာမွဲတယ်ကွာဒီလိုလူတွေလဲစိတ်တို့ပမာပြီးအတော်ပေါ်အဲ့ဒီပေါ်တဲ့လူတွေ ਨੇ အလားတူတရားနာပိဋက အနာတပိန်တထေးကြီးရေနစ်ရဝါကူမဲ့ဘိမှန်အပြက်ခံရမဲ့ပုဂ္ဂိုလ်တော်တော်ကြာပေါ်လာလေအနာတပိန်တထေးကြီးဘယ်ထိအောင်ငွဲသွားတယ်လဲဆိုတော့ကုံတွေကနေပြီးတော့ကျွေးယူပြီးချေးကြငှားကြတဲ့ငွေပေါင်းက78ကတိတဲ့ပြုပြေးတယ်ကုံတွေကသူ့ထံလာပြီးချေးငှားယူတဲ့ငွေတွေဘယ်လောက်တော့78ကတိ ပြီးတော့တရားနာပိဋကမြေမှာမြုပ်ထားတဲ့တာပိဋကမြေမှာမြုပ်ထားတဲ့ငွေတွေဆက်ရှိကလေးကလည်းမြေရည်တွေကြီးပြီးတော့ဟောသမုတ်တရားထီအောင်မြေထဲမျောပါတာဘယ်လောက်တော့ဆက်ရှိကလေးကုံတွေတွေချေးတာဘယ်နှကလေးတော့ဆက်ရှိကလေးပေါင်းတော့ဟဲ့ကဲ36ကလေးကွယ်ကုံတော့ အဲ့ဒီလို54ကြေအကုန်ရခန့်လူရမ36ကြေဒီငွေတွေလဲကုန်ရှိသမျှပစ္စည်းတွေလဲတဖြည်းဖြည်းလှူးလာလိုက်တာအတော်မွေးသွားဒီလိုမွေးသွားတဲ့ချိန်ခါမှာအကွက်ကောင်းကိုစောင့်နေတဲ့အနာရဘိန်တထေးကြီးရဲ့အိမ်မှာလေးခုမြောက်သောတကားမှာနေတဲ့တကားဆောင်နတ်ပါဏတ်တုံးဟိ ကေသာကြီးမှတ်ထားနော်ခမရတို့အိမ်ဒီမှာအိမ်ဆောင်နတ်အိမ်ဆောင်နတ်ဆိုတာရှိအိမ်ဆောင်နတ်လဲအိမ်ဆောင်နတ်တိုင်းကောင်းတယ်မထင်နဲ့ခမရတို့ခမရတို့အခုပြောနေတဲ့ခမရတို့ကိုးကွယ်နေတဲ့နတ်ကတော့ကောင်းပါတယ်ဟုတ်တယ်လीတော်ကြနတ်ကကျုပ်မျက်ဆောင်ထိုးခြင်းထိုးနေမှာအော်တရားနာပိဋကနတ်တွေအကြောင်းကျုပ်နည်းနည်းပြောရမယ်ဆိုရင်ခမရတို့မှတ်လဲထားပါနတ်ဆိုတာလीနတ်ဗျ ဒါလောက်ပြောသိတယ်နတ်နတ်နော်အခုခင်ဗျားတို့ကိုးကွယ်နေတဲ့အိမ်တွင်းမင်းမဟာဂီရိတို့အိမ်တွင်းနတ်ဆိုတာလေဟိုနတ်ကြိုက်တဲ့အစာလေးကျုပ်ပြောနေ့စဉ်လေကိုပြုတ်တဲ့ကုသိုလ်လေးတွေအမျှဝေးအဲ့ဒီအိမ်ဆောင်နတ်ကိုမေတ္တာပို့အိမ်ထဲမှာကြက်တွေရုပ်တဲ့ဇာတ်တွေကိုရှောင်းအဲ့ဒါနတ်ချစ်ခင် ုံးပြီးကြောက်နဲ့လက်ဖက်ထုတ်တယ်ကြိုက်မှတ်ထားနော်အုံးပြီးကြောက်နဲ့လက်ဖက်ထုတ်တယ်ကြိုက်တယ်မယုံလို့ရှိရင်တရားနာပရိသတ်အဲ့ဒီအုံးပြီးကြောက်ဖြုတ်ရဲဖြုတ်တာပြစ်ပါမေတ္တာနိုင်နိုင်ဖို့အမျှတန်းဝေပါအုံးပြီးကြောက်တယ်ကြိုက်အခုတော့ခင်ဗျားတို့ကအုံးပြီးကြောက်ကြီးတော့ထားပါရဲ့တဏ္ခါရေတော့ပက်ပါရဲ့တပြေခက်တော့ထိုးပါရဲ့ပြီးတော့လေခင်ဗျားတို့ကအုံးပြီးကြောက်တာ ပြီးတော့လဲအုံကြီးကြောင့်သားအဲရှေ့ပါပြောမှလည်းမသိဘူးတတိထာတရားနာပြိတ္တဖြုတ်ရဲလို့ရှိရင်မေတ္တာ ပို့အမျှဝေပြီးတော့အုံကြီးကြောင့်ဖြုတ်ပြစမ်းပြိတ္တကြီးဖြုတ်ရဲပါမလားဖြုတ်ရဲပါဗျာအေးကလေးကြီးပြောဘယ်မိပါတရားအိမ်ကြရိုက်လိမ့်မယ်ရိုက်လိမ့်မယ်ခေါင်းလေးကြည့်ပြောဟဲ့မလုံးနဲ့กว่าဖွားကြီးတွေကသိတ်သန်းနေတာ ကဲပြေးသားကြီးဖြူရဲလားဖြူရဲပါဦးဗျာကဲမဖြူရဲဖြူချက်ပါနဲ့ဗျာဒါပဲကောင်းပါလေတော်ကြဘုန်းကြီးဟောလိုက်တာနဲ့ဟိုတရားနာပြေးသားဟိုကိုသတ္တိနဲ့သာကိုဖြုတ်ပါတော့ကျုပ်ရှိမြားဥကလှဲ့လာမှာဘုရားဟောတဲ့တရားယုံကြည်လို့မေတ္တာပို့မယ်အမျှဝေမယ်အုံမိကြောက်တော့မထားဘူးဆိုပြီးဖြုတ်ပြီးဆိုကြပါစို့ကဲအုံမိကြောက်ဖြုတ်တဲ့နေ့ဘိုင်းနာပြီးဆိုကြပါစို့ဒီဘက်ကအုံမိကြောက်ရှိတုန်းကလည်းနာတာပါပဲ ဒါပတိအုံဒီကြောင့်ကြီးဖုတ်လို့ဒီဘိုက်နာတယ်လို့ဖြစ်တော့မခင်ဗျားတို့ရဲ့ဥပါဒံခေါင်းကိုက်ပြန်တော့လေအုံဒီကြောင့်ဖုတ်လို့ကိုက်တယ်လို့ဖြစ်တော့မမြားကကျုပ်ဘက်ကိုလှဲ့တော့မယ်ဒါကြောင့်မဖြုတ်ရဲမဖြုတ်နဲ့အကြည့်ရှုတာလောက်ကြအဲဖြုတ်ရဲရင်တော့ဖြုတ်ပေါ့ဒီအုံဒီကြောင့်နဲ့ပတ်သက်ပြီးဟိုတခုတော့နည်းနည်းပြောရအောင်တရားနာပိဋကဟိုခင်ဗျားတို့အယူဝါဒတွေပြောပါတယ် ရှင်ဦးလာတရားနာပြိတာအယူသီးလွန်းလို့ရှေးတုန်းကလင်မယားနှစ်ယောက်သူတို့သမီးလေးပြက်စီးတော့ငုံလိုက်တာယောက်ျားကတော့မိမိပြောင်ပြောင်ဒီထဲမိမလှုပ်တဲ့လူကတုတ်တန်သွားသွားပြီးသမီးလေးဂူနာမှသွားပြီးတော့စားပွဲတောက်ဖွဲ့လေးတွေချပြီးတော့သမီးငါသမီးစားရအမေလာပို့တယ်လေလာစားလဲပါအောင်လို့လားသမီးရဲ့အမေကိုကိုယ်တိုင်လေးပြန်လာပြီးတော့ပြတ်တယ်ပါအောင်တော့လားအလကားပြောတာကိုယ်တိုင်ပြန်သူတက်သေးမှာ နေ့စဉ်သွားသွားငိုအဲ့ဒီတုတ်တမ်းမှာဂူရကြားထဲမှာဘိန်းစားတယောက်ကလည်းဘိန်းရှူစရာငွေအပြတ်ဒီမိမလားလာငိုတော့အကြံပေါက်အင်းရွှေရောင်ငွေပြားတွေကြိုက်ပြီးငါတရားလောက်တာကောင်းအိမ်ပြန်ရွှေရောင်ငွေပြားတွေကြိုက်တရားဝတ်တဲ့နောက်ဝတ်တန်းစားတွေဝစ်ဝစ်ပြီးတော့အဲ့ဒီမိမမလာခင်သူကတုတ်တမ်းကညောင်မကြီးတက်အဲ့ဒီမိမလည်းရောင်ရွှန်း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 နဲ့လှုပ်အလိုတိမသူတို့ဟောတရားပဲ တရားလည်းတရားနာပြီးသင်ချိုင်းသွားစင်ငါတရားတရားဘယ်ထက်ကအတာဝရိမထက်ကတရားမင်းဘာလို့ဆင်းလာအိုးဘာလို့ဆင်းရမလဲတဲမိုက်တဲ့လင်မယားသမီးလေးတယောက်ထဲမူရထားအမလေးလူဝါတော့ကမြို့လို့ဆင်းကြထင်းကြကြည်သာအခုသေတော့ထမင်းတော့အင်းကြီးကောင်းတောင်မှချွတ်ယူလိုက်ကြ လက်ဝတ်တန်းစားတွေဘာတခုမှမပါဘူးအခုနတ်ပြေရောက်ပြီးနတ်သမီးကြီးရှင်လိုက်တော့တစားဗလာမရှိဝတ်စားစရာမပါတာနဲ့မှိုင်းငိုနေလို့ဟဲ့မငိုနဲ့ငါကောပြောပေးမယ်ဆိုပြီးရှင်းခဲ့ရဗျာဟာပိုင်လိုက်ပုံတကြားတကြားမလေးကြမေးဒါပြေလေးပါအိုး မလေးဒီလိုဆိုရင်ကျုပ်သမီးလေးမျက်နှာငဲနေတဲ့နတ်သမီးချင်းမတူလို့ဆိုရင်ကျုပ်အိမ်ပြန်ပြီးယူပါဦးမယ်တရားမင်းခဏနေပါဦးအေးမျက်နှာယူရဲအိမ်ပြန်လုံးဝလက်စားတွေထုတ်တစ်တာကြီးဖွင့်တစ်တာတောင်ပိတ်ခဲမိဘူးတရားနာပိတ်တာအထုတ်ကြီးနဲ့ထွက်လာယောက်ျားလုတဲ့လူကလည်းတရားနာပိတ်တာကြီးမရှိသေးဘူးပေါ့မသိသေးဘူးပေါ့ဒီမှာယူလာပြီးတော့တရားမင်းတရားမင်းသမီးလေးဒီပစ္စည်းတွေပေးလိုက်ပါဆင်းခဲ့ပါတရားမင်းရဲ့ယူသွားပါတရားမင်းရဲ့ဟဲ့ငါတရားတကိုးနဲ့ထားပြခဲ့ပြီးတော့မှတကိုးနဲ့ဆင်ခဲ့ထားယူမယ်ပြန်နေ တကူနဲ့ယူမှာတဲ့ဝေးဒါဆင်းရင်ကိုဟိုအတရားဟိုညိဒီညိနဲ့သူကိုကားကြီးဆင်းရမှာကဲဟိုကပြန်သွားအထုပ်ကလေးချထားကြတော့အထုပ်ကလေးယူဒီထက်မိမပြန်သွားလင်လုတ်တဲ့လူကဟောမင်းမိုက်ပါကွာတမိတစ်တာဖွင့်ထားကိုမီဝေစားလည်းမရှိတော့ဘူးကျွတော်ဝေစားလည်းမရှိတော့ဘူးမလီတော့နဲ့အလကားရမ်းပြီးတော့ပူနေကျွတော်တမိနှပ်ပြေရောက်တယ်နှပ်ပြေရောက်တာအဲ့ဒါတရားမင်းကိုယ်တိုင်ဆင်းလာပြီးတော့ တမီးလေးနဲ့တမီးချင်းမတူလို့ဝတ်စရာစားစရာမရှိလို့ဆိုလို့ကျုပ်သွားပို့လိုက်ခင်ဟေးမိုက်ပါဟာငါပြန်ပြောရောပေါ့တမီးလေးထမကြီးနာမာရအောင်ဟေးမာရတာဒီပြောပါစေမဖြစ်ဘူးငါမြင်းနဲ့လိုက်မှမြင်းနဲ့လိုက်မှဆိုပြီးမြင်းနဲ့လိုက်သွား